မင်္ဂလာပါရှင်ကျမတီကာပါဒီနေ့ဖော်ပြပေးခြင်းတဲ့တင်ကြောင်းရာကတော့ဖားကန်းမှာမြေစာပြိုကျလို့တေဆုံးတန်ရာရတဲ့သူတွေရှိတဲ့ကြောင်းဖော်ပြပေးခြင်းပါတယ်ဖားကန်းမြို့နယ်မော်စီစာကျေးရွာတာယာကုန်းမှာဒီနေ့မနက်9:00နာရီခွဲလောက် ကကြောက်စိမ့်လုတ်ကွယ်မြေစာပြိုလို့အမျိုးသားတအုပ်တေဆုံးပြီးတော့တအုပ်ပြင်းထန်တန်ရာရခဲ့ကြောင်းသိရပါတယ်ကြောက်စိမ့်လုတ်ကွယ်မှာလက်ကျင်းတူးနေစဉ်မြေစာပြိုကျခဲ့တာဖြစ်ပြီးတော့ထိခိုက်တန်ရာရခဲ့တဲ့သူကိုစေယုံကိုပို့ဆောင်ထားတယ်လို့ဒေသခံတူပါဆိုပါတယ်အခုလေတင်ဖြစ်သွားတာတယောက်ကပွဲချင်းပြီးတည်တယ်ကြံတယောက်ကိုတော့ ဲရုံကိုပို့ထားလိုက်ပြီးကျိုးပဲ့တာတွေမတွေ့ပေမဲ့တော်တော်လေးပြင်းပြင်းထန်ထန်ဖြစ်သွားတဲ့နဲ့တူတယ်။သတိကအရတစ်ချက်များတစ်ချက်ရှိသွားတယ်။ဖြတ်သွားတဲ့လော်ပန်းကားတွေကကူညီထားတာလို့ဆိုပါရစေ။ သေဆုံးခဲ့သူကတော့အသက်50ခန့်အရွယ်မျိုးသားတအုပ်ဖြစ်ကြောင်းသိရပါတယ်။ထိခိုက်ဒဏ်ရာရတဲ့သူကိုနီးစပ်ရာကားတွေနဲ့ဈေးရုံကိုပို့ဆောင်ထားပြီးတော့လောက်ကပိုင်ရှင်ထံကိုအကြောင်းကြားဖို့စူးစမ်းဆောင်ရွက်နေတဲ့အကြောင်းကြီးရရမိရဖကဆိုပါတယ်။လောဘဖြစ်သူကဆိုင်းတောင်ကလို့ကြာတော့လောဘဖြစ်သူရောက်မလာသေးလို့သေဆုံးသူနဲ့ဒဏ်ရာရတဲ့သူရဲ့အချက်လက်တွေတိတိကျကျမသိရသေးဘူး။ဒဏ်ရာရတဲ့သူကတော့နာကိုအသိကမဆောင်တော့ဘဲနဲ့တွေ့တဲ့ကနဲ့တခါတည်းဈေးရုံကိုပို့လိုက်တယ်။သေဆုံးသူရဲ့အလောင်းကိုတော့မပို့ရသေးပါဘူးလို့ဆိုပါတယ်။ဖားကမြို့နယ်မှာရှိတဲ့ကြောက်စိမ့်မော်အတွင်မှာ နှစ်စဉ်မြေစာပြောကြတာနှောကန်ပေါက်တာနဲ့မြေစာတွန်ရကနေလွင်းစင်လာတဲ့ကြောက်ခဲထိမှန်လာတဲ့ကြောင့်တည်ဆောင်းသူများစွာရှိပြီးတော့ပြီးခဲ့တဲ့အောက်တိုဘာ၁ရက်ကလည်းနမ်မော်ကြီးဝမှာရှိတဲ့မြေစာပုံတစ်ခုမှာ KIA ကတပ်သားစုဆောင်ရေးဝင်ချင်းထွက်ပြေးရကနေကဘာပေါ်ကပြုတ်ကြတော့အမျိုးသားတအုပ်တည်ဆောင်းခဲ့ပါသေးတယ်ရှင်။ဆက်လက်ပြီးတော့ရှစ်မိုင်ကုန်းတရပေါ်မှာရင်သုံးစင်းဆင့်တိုက်လို့နှစ်ယောက်တည်ဆောင်းတဲ့အကြောင်းဖော်ပြပေးကြပါမယ်။ ရန်ကုန်မြန်ကုန်မြို့နယ်ရှစ်မိုင်ကုန်းတရပေါ်မှာအောက်တိုဘာ3ရက်ည7:00နာရီခွဲကျော်လောက်ကရင်းသုံးစီစင်တိုင်းမှုဖြစ်ပွားကမြို့သား2ယောက်သေဆုံးပြီးတော့2ယောက်ထိခိုက်ဒဏ်ရာရသွားတယ်လို့သိရပါတယ်။ဖြစ်စဉ်ကတော့ရှစ်မိုင်ကုန်းကျော်တရပေါ်မှာ light truck ကနှစ်စီးကမျက်နှာချင်းဆိုင်တိုက်မိပြီးတော့ light truck ကိုအနောက်ကနေ4 wheel car ကနေထပ်ပြီးစင်တိုက်ခံရပြီးတော့ light truck ကခေါင်းကန်းကျင်းမသွားပြီးတော့သေဆုံးသူနဲ့ထိခိုက်ဒဏ်ရာရတဲ့သူတွေရှိခဲ့တာဖြစ်တယ်လို့သိရပါတယ်။ ။သင်ဆုံးသူ၂ယောက်မှ၁ယောက်ကလှိုင်းသာရကပါနောက်တစ်ယောက်ကမင်္ဂလာတော်မှာဒဏ်ရာ၂ယောက်ကတော့မြန်မာနဲ့ဝန်ထမ်းတွေလို့သိရတယ်ဘလို့ဖြစ်ပြီးတိုက်တာလည်းသေချာမသိရဘူးဖြစ်ပြီးမှရောက်တော့လူနာတွေပဲအဓိကပေါ်တာလို့လူတွေကလူလူမှုကွန်ရက်အတင်းတာဝန်ရှိသူပါဆိုပါရယ်တင်းဆုံးအမျိုးသား၂ယောက်ကတော့လက်ထရကားပေါ်မှာဖြစ်ပြီးတော့တယောက်ကတော့အသက်30ဝန်းကျင်နောက်တစ်ယောက်ကတော့26နှစ်ဖြစ်တဲ့ကြောင့်တင်းဆုံးသူနဲ့ထိခိုက်ဒဏ်ရာရတဲ့သူတွေကိုရန်ကုန်စစ်ရုံးကြီးစီကိုပို့ဆောင်ထားတယ်လို့သိရပါရယ်အောက်တစ်ပါ3ရက်နေ့ညပိုင်းကလည်း30မယန်းကုန်းမြို့နယ်မှာ MRTV ဖို့ကဝင်တဲ့အမျိုးသမီးတယောက်လည်းကားတိုက်ခံရပြီးသေဆုံးခဲ့လို့သိရပါဗျ။စက်တင်ဘာ30ရက်နေ့မနက်ပိုင်းကတော့တာမွေမြို့နယ်တန်လန်းမှတ်တိုင်နေမှာရင်းလေးစီးစစ်တိုက်မှုဖြစ်ပြီးတော့လူ၉ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့လည်းသိရပါဗျ။ ဆက်လက်ပြီးတော့ပတရားကပျောက်သွားတဲ့16နှစ်အရွယ်ဗြိတိန်သားမြန်မာဘက်ကုဘို့ကြိုးစားကြောင်းမှတ်တမ်းရရှိတဲ့ကြောင်းဖော်ပြပေးကြပါမယ်။ပြီးခဲ့တဲ့စက်တင်ဘာ26ရက်မှာပတရားမှာပျောက်ဆုံးခဲ့တဲ့16နှစ်အရွယ်ဗြိတိန်နိုင်ငံသားကတော့ဆာကလာပူရီခရိုင်ကိုရောက်လာခဲ့ပြီးတော့မြန်မာဘက်ကိုသွားဖို့ကြိုးစားခဲ့တဲ့တပ်တွေအထောက်အထားရရှိခဲ့တယ်လို့ဆာကလာပူရီမျိုးတော်ဝန်ကစုံစမ်းထုတ်ပြန်ခဲ့ပါတယ်။ထိုင်းရုရှားတွင်တော်မိခင်ဖြစ်သူကကင်နာရာအမီယာသားဖြစ်သူလော်ရန့်စ်ကတော့ကွန်ပျူတာစကီအထူးကျွမ်းကျင်သူဖြစ်ကနောက်ဆုံးသုံးခဲ့တဲ့ အီးမေးတင်နေရဟာဆန်ကလာပူတွေဖြစ်တယ်လို့ဆိုကလူပြောက်တိုင်ကြားခဲ့တာဖြစ်ပါတယ်။အော်တိုဘာ၂ရက်မှာတော့ကန်စနာပူတွေမြို့တော်ဝန်အင်တာရာကဆန်ကလာပူတွေရဲစခန်းလာဝကားရိုးကိုအကြောင်းကြားပြီးတော့လောတဲ့အခြေအနေကိုစုံစမ်းဖို့ CCTV မှတ်တမ်းအလုံးစစ်ဆေးညွှန်ကြားရမှာ၎င်းဟာနောက်လူခရိုင်ကွယ် Favra Chiri ဆန်အုံးမှရှိတဲ့ hotel တစ်ခုကဖုံးအားသွင်းပြီးတဲ့နောက်လမ်းလျှောက်ထပ်သွားတဲ့ CCTV မှတ်တမ်းကိုရရှိခဲ့တာပါ။မြင်းမြန်တပ်တွေကိုမေးမြန်းစုံစမ်းရမှာလဲ တမခန်းခိုင်ကွဲဘက်ကိုဥတီသွားတယ်လို့ဆိုပါရယ်စတေမှာ29ရက်ကလော်ရယ်ဟာဟိုတယ်ကထွက်သွားပြီးတဲ့နောက်စံရော့ခဲမှာရှိတဲ့စံရော့နှိုင်းရေဒီကွန်နားမှာရှိတဲ့ CCTV မှတ်တမ်းထပ်ရကအဲဒီနေရာမှာကားဖြတ်မောင်းသွားတဲ့ကားဆရာတယောက်ကကားကြုံခေါ်တင်သွားခဲ့တယ်လို့သိရပါရယ်ဒီနောက်မှာတော့ကားသမားဆရာဆိုသူကိုဆက်လက်စုံစမ်းပြီးတော့ အဲ့ဒီနေထဲမှာတဲ့လော်ရင်ဟာမြန်မာဘက်ဖျားသုံးစုမျိုးကိုဝင်ရောက်ဖို့ကြိုးစားတာကိုထိုင်းလဝကတွေကလက်ရှိနေဆက်ဖျက်ကျော်ခွင့်ပိတ်ထားတယ်လို့ဆိုကတားမြစ်ခဲ့တဲ့ကြောင်းဒါပေမဲ့လည်းခြံစည်းရိုးကျော်သွားဖို့ထပ်မံကြိုးစားလို့တားစီးပြီးတော့ကားဂိတ်ကို ပြန်ဖို့ကအိမ်ပြန်ဖို့ဖြောင်းပြခဲ့တဲ့ကြောင်းမြင်တွေ့ရတဲ့အချိန်ကြီးရမြန်မာဘက်ကတအူးဦးနဲ့ချိန်ဆက်ပြီးတော့တစ်ချိန်လုံးဖုံးသုံးနေခဲ့လို့မြန်မာဘက်ကကြားပြန့်ရောင်းဝန်ရောက်သွားတာဖြစ်နိုင်တယ်လို့တောင်းရှိတဲ့သူတွေကသုံးသပ်ခဲ့ပါတယ်။ ဆက်လက်ပြီးတော့လဲဆက်လက်ဆက်သွယ်စုံစမ်းကလွတ်မြောက်နိုင်ဖို့ကြိုးစားသွားမယ်လို့လဲကန်စတာပူရီမျိုးတော်ကပြောကြားခဲ့ပါတယ်။ဆက်လက်ပြီးတော့ဘန်ကောက်က စတိုးမှာအမျိုးသမီးတယောက်ကိုရိုက်နှက်တဲ့ဝန်ထမ်းတွေကိုဘစ်စီကအလုပ်ပြုတ်တဲ့ကြောင်းဖော်ပြပေးကြပါတယ်။ဘစ်စီစူပါစင်တာပပ်လစ်ကမ်ပဏီလီမိတက်ကစက်တင်ဘာ30ရက်နေ့ကဘန်ကောက်ကဆိုင်ခွဲတစ်ခုမှာဝန်ထမ်းတွေကအမျိုးသမီးတအုပ်ကိုရိုက်နှက်နေတဲ့ဗီဒီယိုတစ်ခုပြန့်နှံ့လာပြီးတဲ့နောက်အောက်တိုဘာ3ရက်နေ့မှာတောင်းပန်ချက်ထုတ်ပြန်လာပါတယ်။ ရဲတပ်ဖွဲ့ကတော့ကာယကံရှင်အမျိုးသမီးဟာစင့်ကြမ်းမာရေးပြဿနာရှိနိုင်တဲ့အင်ဂျီယာမဲ့တူဖြစ်နိုင်ပြီးတော့စတိုးဆိုင်တဲကိုဝင်ရောက်ကမတင်းလျော်တဲ့အပြုမှုတွေပြုလုပ်ခဲ့တယ်လို့ယုံကြည်ထားပါတယ်။ကုမ္ပဏီရဲ့ထုတ်ပြန်ချက်မှာတော့ဒီအမျိုးသမီးကို customer အဖြစ်ရည်ညွှန်းခဲ့ပြီးတော့ customer ကိုအကြမ်းဖက်မှုအတွက်အလွန်များဝမ်းနည်းမိကြောင်းဖော်ပြခဲ့ပါတယ်။ဒီဖြစ်ရပ်ကိုသိသိချင်းမှာတဲ့ကုမ္ပဏီကအဖြစ်မှန်ကိုချက်ချင်းစုံစမ်းစစ်ဆေးခဲ့ပြီးတော့ပတ်ဝန်းပတ်သက်တဲ့ဝန်ထမ်းတွေကိုအလုပ်ကနေထုတ်ပယ်ဖို့အမိန့်ထုတ်ပြန်ခဲ့ပါတယ်လို့ကုမ္ပဏီရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ဖောက်တယ်နဲ့ထိက ိုက်နင်နာခဲ့ရတဲ့သူတွေအတွက်ကုမ္ပဏီကစောင့်ရှောက်မှုတွေစေဝါကူတာမှုတွေပေးဖို့တာဝန်အပြည့်အဝယူပေးဖို့အသင့်ရှိတယ်လို့ဆိုပါတယ်။ဒီနောက်မှာတော့အနာဂတ်မှာအခုလိုဖြစ်ရမျိုးလုံးဝထပ်မဖြစ်ပါအောင်ကျွန်တော်တို့ရဲ့လှုပ်ထုံလုံလေးတွေကိုပြန်လည်သုံးသပ်ပြီးတော့တနိုင်ငံလုံးကဝန်ထမ်းတွေရဲ့လေ့ကျင့်သင်ကြားပေးသွားမှာပါလို့ကုမ္ပဏီကပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီးတော့ကစားသမားဘဝနောက်ဆုံးပွဲမှာအောင်လားအန်ဆန်အနိုင်ရရှိတဲ့အကြောင်းဖော်ပြပေးခြင်းပါတယ်။ကိုကံပညာတိုင်းပေါင်းဆောင်ပြိုင်ပွဲ MMA ဝိတ်တန်နှစ်ခုရဲ့ကမ္ဘာချန်ပီယံဟောင်းအောင်လားအန်ဆန်ကတော့သူ့ရဲ့ MMA ကစားသမားဘဝနောက်ဆုံးပွဲစဉ်ဖြစ်တဲ့ဒီနေ့မနက်ပိုင်းကထိုင်းနိုင်ငံဘန်ကောက်မြို့မှာပြုလုပ်တဲ့ပြိုင်ပွဲမှာအလဲထိုးနဲ့အနိုင်ရရှိခဲ့ပါတယ်။ ပြိုင်ဘက်ဆွီဒင်ဖိုက်တာဇီဘတန်ကာတက်စတန်ကိုဒုတိယအကြိမ်2မိနစ်ကျော်မှလက်သီးတွဲလုံးနေနဲ့အလဲတို့အနိုင်ရခဲ့တာဖြစ်ပြီးတော့ဝမ်ချမ်ပီယံရှစ်အဖွဲ့အစည်းကချင်းမြစ်တဲ့အပိုစုကြီးဒေါ်လာ9000ကိုလည်းရရှိသွားပါတယ်။အသက်40နှစ်အရွယ်အောင်လာအန်ဆန်းကတော့ MMA ကစားသမားပဝပွဲပေါင်း20ကစားထားပြီးတော့15ပွဲအနိုင်ရရှိခါကဝမ်မစ်တယ်ဝေတန်နဲ့လိုက်ဟက်ဗီဝေတန်ကမ္ဘာချန်ပီယံဆုတွေရရှိခဲ့ပါတယ်။ ဆက်လက်ပြီးတော့ကမ္ဘောဒီးယားလွှတ်တော်အမတ်ဟောင်းကိုတက်ပြတ်တဲ့ထိုင်းနိုင်ငံသားထောင်ဒဏ်တသက်တကြုံကြတဲ့ကြောင်းဖော်ပြပေးကြပါမယ်။ထိုင်းနိုင်ငံဘန်ကောက်မြို့မှာကမ္ဘောဒီးယားအတိုက်ခံနိုင်ငံရေးသမားတယောက်ကိုတက်ပြတ်ခဲ့တဲ့လက်နက်တပါကိုထောင်တသက်တကြုံချမှတ်လိုက်တယ်လို့ထိုင်းရအနာပိုင်းကဆိုပါရယ်။ကမ္ဘောဒီးယားမှာရှိတဲ့အတိုက်ခံလွှတ်တော်အမတ်ဟောင်းပြည်သက်နိုင်ငံသားလင်ကင်ယာဟာဇနီးပြည်သူနဲ့အတူတူဘန်ကောက်မြို့ကို ရောက်ရှိတဲ့အချိန်မှာထိုင်းနိုင်ငံသားအသက်42နှစ်အရွယ်အကလက်ပေနိုင်ကဇန်နဝါရီလ9ရက်မှာလက်နက်နဲ့ပြစ်တက်ခဲ့တာပါ ကမ္ဘောဒီးယားအတိုက်ခံအင်အားစုတွေကတော့နိုင်ငံရဲ့ဩဇာကြီးမာတဲ့ခေါင်းဆောင်ဟွန်ဆန်းကတပ်ဖြတ်ဖို့အမိန့်ပေးခဲ့တဲ့အကြောင်းဆွဆွဲခဲ့ပြီးတော့ဒီကိစ္စအတွက်တန်တရားရှိသူတွေကိုပါဖော်ထုတ်ပေးဖို့လင်ကင်ယာရဲ့ဇနီးတွေကတောင်းဆိုထားပါတယ်။ကမ္ဘောဒီးယားအစိုးရတောင်းဖို့ဟွန်ဆန်းအနေနဲ့ဒီကိစ္စမှာပါဝင်ပတ်သက်မှုမရှိဘူးလို့ဝန်ကြီးချုပ်ဟွန်မာနက်ကဆိုပါတယ်။တရားခဏ်ဟာရွေကျက်ရှိရှိတပ်ဖြတ်ခဲ့တာလို့ဘန်ကောက်ရာဇဝတ်တရားရုံးတရားသူကြီးကတောက်ကြနေမှာဆိုပါတယ်။တရားခဏ်ကဝန်ခံခဲ့တာကြောင့်သူ့ကိုတေရန်ကနေထောင်ဒဏ်တသက်တကျော်ချမှတ်ခဲ့တာပါ။ အကလဟာပြစ်ခတ်မှုအပြီး တရက်ကြာမှာအိန္ဒိချင်းကမ္ဘောဒီးယားမှာအဖမ်းခံခဲ့ရပြီးတော့နောက်ပိုင်းမှာထိုင်းနိုင်ငံကိုလွှဲပြောင်းပေးခဲ့ပါတယ်။တင်ဆောင်သူရဲ့စနစ် MRA ကစင်ကြက်ချတာကိုကျင့်နေပေမဲ့ဘသူကရာဇဝတ်မှုမှာအမိန်ပေးရတယ်ဆိုတာသိရှိလို့ပြီးတော့အာဏာပိုင်တွေအနေနဲ့အောက်ခြေတီစုံစမ်းစစ်ဆေးပေးစေချင်တယ်လို့သူမရဲ့ရှင်းနေဖြစ်သူကဆိုပါတယ်။ထိုင်းတရားသူကြီးတွေကတော့လူသက်သမားရဲ့ရည်ရွယ်ချက်ဒါမှမဟုတ်လူသက်မှုရဲ့နောက်ွယ်ကဖြစ်နိုင်ခြေရှိတဲ့အကြောင်းအရာတွေကိုတော့ထုတ်ပြန်ထားတာမရှိပါဘူး။အသက်ခံရမှုနောက်ွယ်ကလို့ယူဆရတဲ့ကမ္ဘောဒီးယားနိုင်ငံသားတယောက်ကိုလည်းဖမ်းဆီးဖို့ကြိုးပမ်းနေတဲ့အကြောင်းထိုင်း င်းတပ်ဖွဲ့ကဇန်နဝါရီလမှာဆိုပါရယ်အကလဟာတပ်ဖြတ်မှုအတွက်ဘတ်6တောင်ရရှိခဲ့တယ်လို့ထိုင်းမီဒီယာကဖော်ပြပေမဲ့ရဲတပ်ဖွဲ့ကတော့သူဟာအခကြေးငွေအတွက်မဟုတ်ဘဲနဲ့ကျေးဇူးကျေးဆက်ဖို့ဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်